တဝဲခရင်လုံးလုံးမြွနယ်မမကန်ကန်းချစ်ရှိမမကန်ရက်စခန်သေးပွဲတွင်စစ်တပ်ဘက်ကစနေဦးသေးဆို30ကျော်တန်ရလက်နက်မျိုးစုံ23လက်သိမ်းမိတယ်လို့ PDF အထူးတန်းစစ်ထဏကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ26မနက်9:00နာရီခွဲမှာစတင်တက်ခတ်ပြီး9:00နာရီခွဲမှာစခန်းတစ်ခုလိုကိုသိမ်းနိုင်တယ်။စခန်းကိုမိရှု ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။သိမ်းမိလက်နက်တွေကတော့60 mm စေပြောင်း2လက်ဦးစီး6လက်ဂျီ3 9လက် ရှုတ်ကန်း၂လက်ချောလူပြူ၄လက်အပါဝင်တနတ်၂၁လက်နဲ့ဂျန်ဗာဆက်နှလုံးခင်ရည်ပါဝင်တာကိုတပ်ပုံမှန်တန်းထဲတွေ့ရပါတယ်။တွန်လိုင်းဖက်ကလည်းရဲဘော်တူကြာဆိုးခဲ့ရပါတယ်။ဒီစစ်စင်ရေးကိုအမှတ်၁စစ်စင်နယ်မြေအထူးတိုင်းစစ်ထနာကိုကဲမှုအောက်မှာရှိတဲ့နိပြဝ33ဒေါနာတိုင်ရင်တက်ခွဲ၄ KPDF ဒေါနာတိုင်ရင်တက်ခွဲခွန် LPDF မဟာမေးတွေဖြစ်တဲ့ဒဝက်ခရင်တပ်ပေါင်းစု DNLA ဒုရကစစ်ကြောင်းယမညမွန်တပ်တော်နဲ့ဖက်ဒရယ်ဒီဝန်ကျဲတပ်တွေပူးပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်ရုရှားဆူရကတောင်းရင်ဆော်ရွက်မယ်လို့ကြေညာထားတဲ့တဝဲအထူးစီးပွားရေးဆိုစီမံကိန်းဒေသမမကကြေရအနေရှိ ရေဖြူမြွနယ်မူဒူးရွာရှိစစ်ကောက်စီစခန်းကိုဒေသခံတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရေဖြူမြွနယ်ပကဖကသတင်းထုတ်ပြန်ပါတယ်အော်တိုဘန်25မိနစ်ခန့်လိုက်ခွဲခန့်မှာ မူဒူးရွာနဲ့ဝဲချောင်းရွာကြားရှိစီမံကိန်းလမ်းပေါ်ကလမ်းဖော်လို့ရေးဆယ်ရန်တရားကိုကာကင်းယူထားပေးတဲ့စစ်ကောင်စီတပ်ကိုဝင်တိုက်တာဖြစ်ပြီးတိုက်ပွဲချီတနအီကြားတဲ့စစ်တပ်ကဆယ်ဦးခတ်သေးပြီးတော်လိုင်းဖက်ကရဲဘော်တွေတန်ရတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်ဒီတက်ခတ်မှုကိုရေဖြူမြို့နယ်ခြေစက်မဟာမိတ်ပူပေါင်းတပ်တွေနဲ့ဘတ်ထူအာမီပူပေါင်းဆောင်ရတယ်လို့ဖော်ပြထားပါတယ် စကန်နယ်ဝဲလဲမြို့နယ်တွင်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားဖြတ်တက်ခတ်ရမှာစစ်သား16ဦးသေသုံးဆက်ကြရန်အရတနတ်တလဲနဲ့ခရမ်းတွေသိမ့်မိတယ်လို့ຫນွေဦးအောင်ပွဲတော်လိုင်းအရာစုကသတင်းထုတ်ပြပါတယ်။အော်တိုဘန်27ကနေ26တွင်အရာတော်မြို့နယ်သလဲဘာပြူစော့တီရွာကနေဝဲလဲမြို့နယ်ကြောက်ကိုကြည့်ရွာဘက်ထွက်လာတဲ့အင်အား100ခန့်ပါစစ်ကြောင်းရွာထဲကပစ္စည်းတွေလူယူနေစဉ်တော်လိုင်းတပ်တွေကဝင်ရောက်တက်ခတ်တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွင်ပြူစိုတိစနေဦးနှင့်စေတလေးဦးသည်သုဆက်ကတံအရစစ်တပ်ကလူသားတန်းပြေဖမ်းရတဲ့ကြောက်ကူးရွာကပြည်သူလေးဦးကိုလည်းတွန်လိုက်တရကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီတက်ခဲမှုကိုရှိဘုခဲရှိဘုခဲအမှတ်တန်းရင် အမှတ်နှစ်အမှတ်လေးတန်းရင်တွေဝလဲမြို့နယ်ပကဖရွှေပန်ကိုတိုက်နယ်ပကဖရှိဘုခဲဒရိုးဖွဲ့နဲ့ဒေသတွင်းရှိတွန်လိုက်တရတွေပူးပေါင်းဆောင်ရွက်တယ်လို့ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်ပုံနာကျွန်းနဲ့ရသတော်မြို့နယ်တွေကိုစစ်လင်ရေကပို့ကျတဲ့အတွက်အရသာ30ကျော်ထိသေဆုံးတယ်လို့ Western News ကဖော်ပြပါတယ်။အလို့ဝသုတ်ဆက်မွန်လွဲ့တနိုင်ခန့်မှာ Jet Fighter ကပုံနာကျွန်းမြို့ထဲကိုဗိုလ်ရှင်လိုကျဲသွားတယ်။သေဆုံးသူ30တိရှိပြီးဒဏ်ရာသူလည်းများတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်သုတ်ဆက်ရန်နေမနဲ့ကိုနိုင်ခက်ကလည်းရသတော်မြို့နယ်စီကန်းရွာကိုစစ်တွေဖက်ရေချမ်းမြင့်အခြေဆက်စစ်တပ်က drone နဲ့ပို့ကျတဲ့အတွက် ရွာသားတဦးသည်နှစ်ဦးတန်ရရတယ်လို့သိရပါတယ်။အော်တိုဝါ၂၉ကလည်းစစ်တွေ့မျိုးအနီးကလဒန်မြေဝမှာရထားတဲ့စစ်သင်းဘုတ်ကနေပေါတော်မျိုးနယ်ဘက်ကိုလည်းနေကြည့်နေပြတဲ့အတွက်တောင်ညိုကြည့်ရောက်ကအသက်၅နှစ်အရွယ်ကလေးတဦးသိဆိုပြီး အခြားနှစ်ဦးတန်ရရတယ်လို့ဖော်ပြထားပါတယ်။ကင်းပြည်နယ်လေကီကော်မြို့သစ်တောင်ဖက်ရှိရသေးကူကြီးရွာမေဝါခီကြီးရွာတွေကတောင်ကျောတွေပေါ်စစ်တပ်က112လေယာဉ်နဲ့ဗိုလ်ကျက်ခဲ့ပြီ ဖလူးဖက်ကိုလည်းလေရင်တွေဝဲနေတယ်လို့ current information စစ်တာကဖော်ပြပါတယ်။အတူတူ30 Monday Sunday ခံမှာဘုတ်ကျဲသွားတာဖြစ်ပြီးပောက်ကွဲတန်တွေကိုဖလူးဖက်ကနေကြားနေရတယ်။ယူအသားတွေထွက်ပြေးနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီနဲ့ BGF နဲ့ချောသောတပ်တွေဟာလေကိတ်ကိုထိုးစစ်တွင်ကီမီသားလမြိုက်တမတော်ကရင်နဲ့မဟာမိတ်တွေရဲ့ကြားဖြတ်တက်ခတ်မှုမိုင်းဆွဲတက်ခတ်မှုတွေကိုခံရပြီးရှီမတုတ်နိုင်ဖြစ်နေတယ်။ထိခိုက်သေးဆုံးမှုလည်းများနေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။